ပိုးလူမျိုးတွေဟာလွတ်လပ်ရေးမရခင်ကတည်းကနိုင်ငံရေးနိုးကြားတက်ကြွမှုအမျိုးသားရေးစိတ်ဓာတ်နိုးကြားတက်ကြွမှုတွေအားကောင်းခဲ့ပါတယ်။လွတ်လပ်ရေးအကြိုကာလမြန်မာပြည်မှာကလုံဆရာဆောင်ဦးဆောင်တဲ့လေသမားအရေးတော်ပုံမပေါ်ပေါက်ခင်1928ခုနှစ်ကတည်းကပဒေသရစ်ချမ်းပြည်မှာအခွန်တော်မပြီးအပါအဝင်ကိုလိုနီနယ်ချက်စနစ်စန့်ကျင်ရေးလေသမားအရေးတော်ပုံကိုရတ္တံကောင်ခဲအပါအဝင် ပိုးခေါင်းဆောင်တွေကဦးဆောင်ဆင်နွှဲခဲ့ကြပါတယ်။ နယ်ချက်လက်ပါစီပတိတရစ်တွေက ဖရတန်ကောင်ကဲအဖန်းစည်းနိုင်သူကို စုတော်ဝင်9000ချက်ချီးမိမယ်လို့ကြေညာခဲ့ပြီးအင်္ဂလိပ်အစိုးရစစ်တား900စီလို့ကအရေးတော်ပုံကိုနှိမ်နှင်းခဲ့ပါတယ်။လွတ်လပ်ရေးအကြိုကာလဂျိုးပန်းမှုတွေမှာတောင်ပေါ်မြေပြန့်နေသတီးတီးမှာရှိတဲ့အိုးပီသူတွေဟာနယ်ပယ်ပေါင်းစုံမှာပါဝင်ခဲ့ကြပါတယ်။ပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုး ချောက်ဆိုတဲ့နေရာမှာတထုံစော်ဘွားကြောက်ခွန်ကြီးကိုစားဥဖြူကလက်မှတ်ရေးထိုးခဲ့တယ်လို့မြန်မာပြည်အစိုးရကိုယ်စားလှယ်အဖွဲ့မှရှဘွာလဖီလေးပါဝင်ခဲ့ပါတယ်။ခေါင်းဆောင်ပိုင်းကလက်မှတ်ရေးထိုးခဲ့တယ်လို့ပိုးလူထုကလည်းပင်လုံစာချုပ်ကိုရဲရဲချုပ်ဆိုဖို့ပြည်အောင်စုကိုရဲရဲထူထောင်ဖို့ပင်လုံမှာလူထုနည်းနဲ့ဆန္ဒဖော်ထုတ်တဲ့ပွဲမှာပါဝင်ခဲ့ကြပါတယ်။လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာတော့ ခမ်ကောင်ခမ်ဒုံတုံဘောမီပြန်ပိုးဒေတာဒီဒီမှာပိုးလူမျိုးတွေဟာလွတ်လပ်ရေးမရခင်ကမျောမှန်းခဲ့တဲ့ရင်မှန်းချက်တွေနဲ့လက်တွေ့ကြုံတွေ့ခဲ့ရတာတွေကစန့်ကျင်ဖက်တွေဖြစ်ခဲ့ကြပါတယ်။လွတ်လပ်ရေးရပြီးစပါလီမန်ဒီမိုကရေစီစနစ်ကိုစတင်ကျင့်သုံးစဉ်ကာလ1948ခုနှစ်မတ်လမှာဖာစာပါလာအစိုးရကတထုံမှမြေယာခွဲဝေရေးပေါ်လစီကိုစံသက်ကျင့်သုံးခဲ့ပြီးပိုးလူမျိုးတွေပိုင်ဆိုင်တဲ့မြေယာအမြောက်များကိုတင်စီခဲ့ပါတယ်။ မိမိတို့ဘိုးဘွားဆန်ဆက်ပိုင်ဆိုင်ခဲ့တဲ့မိယာတွေကိုတင်းစည်းခံခဲ့ရတဲ့အချိန်မှာမိမိတို့ရဲ့ကိုယ်ပိုင်အမျိုးသားရေးလက္ခဏာတွေကိုပါဖျောက်ဖျက်ခံရမှာကိုအလွန်စိုးရင်ခဲ့ကြပါတယ်။မိကိုမျိုးတလူမျိုးလူမျိုးကိုပါအမျိုးခံရမှာစိုးရင်ခဲ့ကြပါတယ်။ဖာစာပလအစိုးရရဲ့မိယာခွဲဝေရေး policy ကိုမကျေနပ်တဲ့တထုံဒေတာရှိပိုးလေဓမ္မတောင်းကြောင်းဟာတထုံမျိုးရေကြော်ဖုန်ကြီးကျောင်းမှာလူထုအစည်းအဝေးကြီးတရက်ကျင်းပခဲ့ပြီးအချက်၃ချက်ကိုတောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ အဲ့ဒီဇာနာပြပွဲမှာ ပိုးလူမျိုးကိုတောင်သူလို့မခေါ်ပဲ ပိုးလို့ခေါ်ဆို ရေးသားပေးဖို့ပိုးတက်ရင်နဲ့ရင်ဖွဲ့စည်းပေးဖို့နဲ့မြန်မာခွဲဝေရေး policy ကို ပြန်လည်ရုပ်သိမ်းပေးဖို့ဖာစာပါလအစိုးရကိုတောင်းဆိုခဲ့ပါတယ်အဲ့ဒီလူထုအစည်းအဝေးကြီးမှာတောင်းဆိုချက်၃ချက်အပြင်လာမယ့်1949ခုနှစ်ကောစာတက်ကရက်1330ခုတပေါင်းလပြည့်နေ့မှစတင်ပြီးဘိုးအမျိုးသားနေ့ကိုတမတ်ကျင်းပပေးဖို့သဘောတူခဲ့ကြပါတယ် 1949ခုနှစ်တပေါင်းလပြည့်ကနေနှစ်စဉ်ကျင်းပလာခဲ့တဲ့အတွက်ယခုဆိုရင်85နှစ်မြောက်စင်ရုပ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ် ပိုးအမျိုးသားနေကိုတတ်မှတ်ရွေးချယ်ကြတဲ့အခါမှာပိုးလူမျိုးဟာကို့အထီးကို့နန်းကို့ကျန်းကန်းနဲ့ယက်တီခဲ့ပြီးအမျိုးသားရဲ့လက္ခဏာပြည့်စုံတဲ့လူမျိုးဖြစ်ကြောင်းထင်ရှားစေဖို့ပိုးကုံရောင်ထွန်းပြောင်စေဖို့အတွက်မြတ်စွာဘုရားရှင်ကိုတထုံပီတို့ပင့်ဆောင်ပူဇော်ခဲ့သူတူဝနဘူမိတထုံပြည့်ရှင်တူရယဆန္ဒမင်းကြီးရဲ့မွေးနေ့တော်သဘောင်လာပြည့်နေ့ကိုပိုးမျိုးသားနေဖြစ်တတ်မှတ်ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ နေပြမှာရှိတဲ့ပိုးလူထုကဖာစာပလအစိုးရရဲ့မီယာခွဲဝေရေး policy ကိုလူတို့နီးနဲ့ဆန့်ကျင်ပြီးပိုးအမျိုးသားနေကို1949ခုနှစ်တပေါင်းလပြည့်နေ့မှာစတင်ကျင်းပခဲ့ကြသလိုပဲတောင်ပေါ်မှာရှိတဲ့ပိုးလူထုကလည်းမေရှင်ပတိသရစ်စနစ်ဆန့်ကျင်တော်လိုင်းရင်းနဲ့တူပိုးအမျိုးသားလွတ်မြောက်မှုပမာတော်လိုင်းကြီးကို1949ခုနှစ်ဒီဇင်ဘာ17ရက်နေ့မှာလက်နက်ကင်နီးနဲ့စတင်ဆန့်ကျင်တော်လိုင်းခဲ့ကြပါတယ် လွတ်လပ်ရေးတိုက်ပွဲဝင်စဉ်တုန်းကဖာဇာပါလကရှမ်းပြည်ပဒေသရစ်စနစ်ချုပ်ငင်ဖို့ကူညီမယ်လို့ကတိပေးခဲ့ပေမဲ့လက်တွေ့မှာတော့အာနာယဖာဇာပါလအစိုးရကပဒေသရစ်တွေဘက်ကပဲရက်တီပြီးပဒေသရစ်စနစ်ဆန့်ကျင်တော်လှန်မှုတွေကိုနှိမ်နှင်းခဲ့ပါတယ်။တိုင်းပြည်ကလွတ်လပ်ရေးရပြီးပေမဲ့လူမျိုးအနေနဲ့မလွတ်မြောက်သေးတဲ့ရှမ်းပြည်နယ်ပဒေသရစ်စနစ်အောက်မှာဆက်ရှိနေသေးတာကြောင့်ပို့အမျိုးသားလွတ်မြောက်ရေးအတွက် ပတိတရစ်စနစ်ဆန့်ကျင်တော်လိုင်းရင်းနဲ့အတူဆင်နွှဲခဲ့ကြပါတယ်1958ခုနှစ်မှာစော်ဝါးရီအာနာဆွန့်ရှင်နဲ့အတူပတိတရစ်စနစ်ကချုပ်ငင်းသွားခဲ့ပါတယ်ဒါကြောင့်ပတေတရစ်စနစ်ချုပ်ငင်းခြင်းနဲ့အတူအိုးအမျိုးသားလူမျိုးမှုပမ္မတော်လိုင်းကြီးဟာအောင်ပွဲခံနိုင်ခဲ့ပါတယ် ဒီမိုကရေစီစနစ်ကိုထူထောင်ဖို့လက်နက်နက်ဒီမိုကရေစီလဲ့လှယ်ရေးအစီအစဉ်ကိုနိုင်ငံရေးသဘောတူညီချက်တည်းအနေနဲ့လက်ခံပြီးလက်နက်အပ်ခဲ့ကြပါတယ်။ပိုးတွေလက်နက်ချခဲ့ကြတာမဟုတ်ပါဘူး။ပိုးခေါင်းဆောင်တွေကလည်းနိုင်ငံရေးပေါင် ပါလီမန်ပေါင်ထဲကိုဝင်ရောက်ခဲ့ကြပါတယ်။1962ခုနှစ်မှာဗိုလ်ချုပ်နေဝင်စစ်အုပ်စုက အာဏာသိမ်းခဲ့ပါတယ်။စစ်တပ်အာဏာသိမ်းမှုကိုလက်မခံတဲ့ပိုးခေါင်းဆောင်တွေဟာငင်းချမ်းရင်းအတွက်ပြည်သူ့ကောင်တီမှာပါဝင်ခဲ့ကြပါတယ်။ ပြည်တို့ကောင်တီဥက္ကဋ္ဌကဖရဘွာလဖီဖြစ်ပြီးနယကကဆရာကြီးတခင်ကိုတော်မိုင်းဖြစ်ပါတယ်ရန်ကုန်6ခရိုင်ဆန္ဒပြပွဲမန္တလေးခွန်ခရိုင်ဆန္ဒပြပွဲတွေကိုဖရဘွာလဖီဥဆောင်တဲ့ပြည်တို့ကောင်တီကပေါ်ဆောင်ခဲ့တာဖြစ်ပါတယ်1958ခုနှစ်နောက်ပိုင်းမှာနဂိုမူလရည်မှန်းထားတဲ့အတိုင်းငင်းချမ်းစွာနိုင်ငံကြီးအပြေချခွင့်မရခဲ့တဲ့ပြင် ပဒေတရစ်စနစ်ချုပ်ငင်သွားချိန်မှစပြီးဒီမိုကရေစီဘောင်တွင်မှမိမိတို့အမျိုးသားရေးအခွင့်အရေးကိုရုန်းကန်တိုက်ပွဲဝင်နေကြတဲ့ဖရဘွာလာဖီနဲ့တူအိုးအမျိုးသားခေါင်းဆောင်တွေကို1964ခုနှစ်မှာဖမ်းဆီးထိန်းသိမ်းပြီးအိုးအပါဝင်ပြည်သူတရက်လုံးရဲ့စစ်အာဏာရှင်စနစ်ဆန့်ကျင်လှုပ်ရှားမှုကိုခြေဖြတ်ခဲ့ပါတယ်။မြေချင်းပဒေတရစ်စနစ်ထက်ပိုမိုဆိုးဝါးတဲ့စစ်ပဒေတရစ်စနစ်ဟာစစ်အာဏာရှင်စနစ်ဆိုးအောက်ကိုတိုင်းပြည်လုံး ကြားရောက်ခဲ့ရပါတယ်။စစ်အာဏာရှင်စနစ်ဆိုးကို လူထုနီးနဲ့စန့်ကျင်တော်လှန်ခဲ့တဲ့ဖရဝါလာဖီအပါဝင်ပိုးခေါင်းဆောင်ကြီးတွေထောင်တွင်းအကျဉ်းချခံရပြီးနောက်ပိုင်းမှာဗိုလ်ချုပ်စံသိန်းဦးဆောင်ပြီးပိုးအုပ်မျိုးသားလွတ်မြောက်မှုဒုတိယတော်လှန်ရေးကိုစစ်အာဏာရှင်စနစ်စန့်ကျင်တော်လှန်ရေးနဲ့အတူ1966ဒီဇင်ဘာ4ရက်နေ့မှာထပ်မံဆင်နွှဲခဲ့ကြပြန်ပါတယ်။ 1983ခုနှစ်မှာဗမာကွန်မြူနစ်ပါတီဦးဆောင်မှုကိုအကျွမ်းမဲ့ခံယူတဲ့အဖွဲ့နဲ့ဆန့်ကျင်တဲ့အဖွဲ့ဆိုပြီးစတင်ကွဲခဲ့ကြပါတယ်။ပါတီရဲ့ခေါင်းဆောင်မှုကိုအကျွမ်းမဲ့ခံယူရက်ဘယ်လိုရန်သူမျိုးကမှဖြိုခွင်းလို့မရနိုင်တဲ့ပြည်သူတပ်မတော်စစ်တရက်ကိုတီဆောက်နိုင်ခဲ့ပါတယ်။ပိုးဖြူလို့ခေါ်ဆိုခံရတဲ့ PNO ပို့အမျိုးသားအဖွဲ့ချုပ်နဲ့ပိုးနီလို့ခေါ်ဆိုခံရတဲ့ SNPLO ရလလဖာတို့ကြားဆက်တနစ်ကြားသွေးချောင်းစီးခဲ့ကြပါဗျ။ 1997ဧပြီလ17ရက်နေ့မှာဥအောင်ခမ်းတီဥဆောင်နဲ့ပီယာနိုအဖွဲ့ဟာဘုံရန်သူစစ်အာဏာရှင်နဝဒအဖွဲ့နဲ့ဆက်ဆက်ဆွေးနွေးပြီးတပ်ပေါင်းစုထဲမှနှုတ်ထွက်သွားခဲ့တဲ့အတွက်ပီယာနိုရဲ့တော်လန်ရေးလှုပ်ရှားမှုတခံရက်သွားခဲ့ရပါတယ်။အလားတူပဲ1994အောက်တိုဘာလ9ရက်နေ့မှာနဝဒအစိုးရအဖွဲ့နဲ့ဥတက်ကလေးဥဆောင်တဲ့ရာလလပ SNPO ဟာဆက်ဆက်ဆွေးနွေးပြီးအပြစ်ခတ်ရက်စဲခဲ့ပါတယ်။ 2009ခုနှစ်မှာနာအဖရဲ့တချို့ဝင်ရောက်ဖြိုဖွဲမှုကြောင့်ရလလဖအခွဲအတွင်းအစိတ်မွားမွားဖြစ်ခဲ့ရပါတယ်။ရလလဖအခွဲစည်းလဲပျောက်ဆုံးလူနီပါဖြစ်ခဲ့ရပါတယ်။ဒါ့အပြင် PNO ကနိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခဲ့ပြီး PNA က PNO အသွင်ပြောင်းပြီးသူစစ်ထာနေအဖြစ်ပြောင်းလဲရက်တည်ခဲ့တဲ့အတွက်ဘုအမျိုးသားလွတ်မြောက်မှုဒုတိယတော်လှန်ရေးဟာတခန်းရက်ခဲ့ရပါတယ်။ စေအောင်စုတွေဟာဆက်အာနာရှင်စနစ်တက်ဆိုးရှိစေဖို့စနစ်မပြောင်းလဲပဲအုပ်ချုပ်မှုပုံစံကိုပြောင်းလဲရမှာတိုင်းရင်းသားလက်နက်ကင်တော်လိုင်းရေးအင်အားစုတွေကိုပြည်သူစစ်နဲ့နေခြားဆောင်တပ်တွေအဖြစ်အတင်းကျပ်အသွင်ပြောင်းစေခဲ့ပြီးဘွဲ့ထူး၊ကုံထူး၊ရာထူးတွေနဲ့သူကောင်းပြုတ်ရှင်နီးနာကို အသုံးပြုခဲ့ကြပါတယ် ကြောင်ရွံထိတ်လန့်အောင်ချင်းချောက်ချင်းအပါဝင်နီးနာပေါင်းစုံနဲ့ဖျားယောင်သိမ်းသွင်းပြီးစစ်အာဏာရှင်လက်ကင်တို့တွေအဖြစ်အသုံးချခဲ့ပါတယ်။ ပိုးရင်အားစုအားလုံးပြန်လည်စုစည်းဖို့လိုအပ်နေချိန်2009ဒီဇင်ဘာ9ရက်နေ့6ရက်နေ့9ရက်နေ့တွေမှာပိုးမျိုးသားညီလာခံကိုကျင်းပခဲ့ကြပါတယ်။ညီလာခံကြီးမှာဗိုလ်မှူးကြီးခေါကဦးဆောင်တဲ့ပိုးပြည်သူလွမြောက်ရေးအဖွဲ့ PPNO ကမိမိတို့ရဲ့စစ်ရေးနိုင်ငံရေးဦးဆောင်မှုတွေကိုတရားဝင်ဖြတ်သိမ်းကြောင်းကြေညာခဲ့တယ်လို့ပဲဗိုလ်မှူးချုပ်ခွန်တိဆောင်ဗိုလ်မှူးကြီးခွန်သူရင်နဲ့ဗိုလ်မှူးကြီးအောင်ကျော်တို့ဦးဆောင်တဲ့ ဘိုးအမျိုးသားလွတ်မြောက်ရေးတပ်မတော်ရလလဖအင်အားစုကလည်းမိမိတို့ရဲ့စစ်ရေးနိုင်ငံရေးဥဆောင်မှုတွေကိုတရားဝင်ဖျက်သိမ်းကြောင်းကြေညာခဲ့ကြပါတယ်။တပ်ဆိုင်ရာလူလက်နက်တပ်ဖွဲ့အသီးသီးကိုလည်းညီလာခံကြီးကိုအနှံကြောင်းဖက်သွင်းကြေညာခဲ့ကြပါတယ်။အိုးလူငယ်စီယုံဖီဝိုင်ကိုအိုးအလုတ်သမားတမကဖီယော်ယူ1990တထုံမဲစန္ဒာနယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဥခွင့်မြင့်ထွန် NCUB နိုင်ငံရေးအတူမှုကောင်တီဝင် ခွန်တင်ရွှေဦးနဲ့လူထုကိုယ်စားလှယ်တွေကလည်းမိမိတို့ကိုမိမိတို့ညီလာခံကိုအနံခဲ့ကြပါတယ်။2009ခုနှစ်ပို့မျိုးသားညီလာခံကပို့မျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNNO ကိုပြန်လည်ဖွဲ့စည်းပြီးပို့မျိုးသားလူမျိုးမှုတတိယတော်လှန်ရေးကိုပြည်ပြေဆောင်တဲ့အထိဆက်လက်ဦးဆောင်ဆင်နွှဲဖို့တာဝန်ပေးအပ်ခဲ့ပါတယ်။ ဖီယန်နိုကပြီးနေအဆင့်ပြီးထောင်အစုအဆင့်တမကပဲတနိုင်ငံလုံးပြစ်ခတ်တက်ခတ်မှုရက်စဲရေးသဘောတူစာချုပ် NCA မှာပါလက်မှတ်ရေးထိုးပါဝင်ခဲ့ပါတယ် NCA ငင်းချမ်းရဲ့လုပ်ငန်းစဉ်မှာရှင်းနှစ်တိုင်တိုင်ဆောင်ရွက်ခဲ့ပေမဲ့အမခန့်ရှိတဲ့နိုင်ငံရေးရလက်တွေမရရှိခဲ့ပါဘူး။ဒါပေမဲ့ပိုးတို့ရဲ့အမျိုးသားရေးလက္ခဏာအမျိုးသားရေးကုန်တိတ်ခါနဲ့အညီ အိုးလူမျိုးအလိုက်မျိုးသားဆက်နိုင်ငံရေးဆွေးနွေးပွဲကိုကျင်းပပြီးပြည်내အစ်မများပေါ်တွင်ခွင့်ရှိတဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအပါအဝင်ပို့အမျိုးသားလုံးဆိုင်ရာမူဝါဒသဘောထားတွေကိုစုစည်းဆုံးဖြတ်နိုင်ခဲ့ကြပါတယ် PNO PNA PNNO PNNA စာပေရင်ကျေးမှုအပါအဝင်ပို့အရက်ဖက်လူထုအခြေပြုဖွဲ့စည်းကိုယ်စားလှယ်တွေ ဒေတာပေါင်းစုံအလွာပေါင်းစုံကကိုယ်စလဲတွေတက်ရောက်ပြီးနိုင်ငံရေးနိုးကြားမှုရေးချိန်မြင့်မားစွာနဲ့အတူအိုးအမျိုးသားညွတ်ရေးကိုအမြင့်ဆုံးထူထောင်နိုင်ခဲ့ကြပါတယ်။2023ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်မှာနှွေဦးတော်လန်ရေးမှာပါဝင်ဆင်နွှဲနေတဲ့ဒေတာအတီးတီနယ်ပယ်အတီးတီကအိုးမျိုးဆက်တဲ့လူငယ်တွေနဲ့ပိုးတော်လန်ရေးအင်အားစုတွေစုပေါင်းပြီးအိုးအမျိုးသားဖက်ဒရယ်ငီလာခံကို2023ခုနှစ်ဒီဇင်ဘာ17ရက်နေ့ 82နှစ်မြောက်ပို့တော်လာရင်းနေမှာကျင်းပခဲ့ကြပါတယ်။အဲ့ဒီညီလာခံကနေပို့အမျိုးသားဖက်ဒရယ်ခေါင်းစည်ဖြန်ရက်စီကိုမန်နိုင်9ရက်နဲ့ဖက်စီခဲ့ပါတယ်။ဖြန်ရက်စီမှာပို့ CDM တပိတ်အင်အားစုတွေနိုင်ငံတကာပို့အင်အားစုတွေပို့လူမျိုးရေးအင်အားစုတွေပို့နိုင်ငံရေးညှိနှိုင်းမှုကောင်တီနဲ့ပို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Kamdom PPDF KD ပို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Kamgong PNDF KK တို့ပါဝင်စုဖွဲ့ထားပါတယ်။ ဖီအန်အက်စီကအမျိုးသားညီညွတ်ရေးအတိုင်ဝန်ခံကောင်စီ NUCC မှာ အဖွဲ့ဝင်ဖွဲ့စည်းအနေနဲ့ပါဝင်နေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့လည်းနယ်ပယ်ပေါင်းစုံမှာပူးပေါင်းဆောင်ရွက်နေပါတယ်။အိုးလူမျိုးတွေရဲ့ခက်အဆက်ဆက်တော်လန်ကြီးရီမန်ချန်ဟာအုတ်ချုပ်သူအပြောင်းလဲအုတ်ချုပ်မှုအပြောင်းလဲကိုအခြေမခံပဲခက်ပြောင်းစနစ်ပြောင်းတော်လန်ကြီးကိုအခြေခံခဲ့ကြတာဖြစ်ပါတယ်။နဝတနာအဖခက်အစိုးရခက်မှာ ို့အမျိုးသားနေ့ဆိုတာကိုကျင်းပခွင့်မရခဲ့ပဲပို့အမျိုးသားပွဲတော်ဆိုပြီးနိုင်ငံရေးပုံဖြတ်ပြီးတော့ပွဲတော်အနေနဲ့သာကျင်းပခဲ့ကြပါတယ်မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးခက်လွန်ကြဲကချမှတ်ခဲ့တဲ့ပို့အမျိုးသားရည်မှန်းချက်တွေထဲမှာလူမျိုးပေါင်းစုံသွေးစည်းညီညွတ်ခြင်းနဲ့ဒီမိုကရေစီထွန်းကားရေးကိုဆောင်ရွက်မယ်မတရားသောစနစ်ဆိုးတွေဖျက်သိမ်းရမှာပို့တွေအင်အားစုဖြစ်ပါဝင်မယ်ဆိုပြီးချမှတ်ခဲ့ပါတယ်ပြည်တော်စုအရေးဟာပို့အရေးဖြစ်တယ်လို့ပို့အရေးဟာပြည်တော်စုအရေးဖြစ်ပါတယ် ဒါကြောင့်အိုးအမျိုးသားဖက်ဒရယ်ကောင်စီ PNFC နဲ့အိုးအမျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNL ကို PNL နဲ့ပါဝင်နေပေအတီးတီဒေတာတီတီကပိုးပီသူတွေဟာပီသူလူထုတရက်လုံးလူလားတောင်းတဲ့စစ်အာဏာရှင်စနစ်ချုပ်ငင်ပြီးဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုဖော်ဆောင်နိုင်ဖို့အတွက်ဘဝသူညီနောင်မဟာမိတ်အဖွဲ့စည်းတွေပါဝင်တိုင်းရင်းသားလူမျိုးပေါင်းစုံပီသူလူထုတရက်လုံးနဲ့အတူຫນွေဥတော်လိုင်းကြီးမှာပူးပေါင်းဆင်နွှဲနေလက်ရှိပါတယ် Música uh...